အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့နေ့လည်းမှာတော့ကျွန်တော်အပြောင်းရွှေ့မှာဒါမတိမတာခိုးပြီးကျန်းနေတဲ့ဒါအသင်တသင်ကြောင့်ပြောအောင်အဲ့အသင်ကဒါသိကြတယ်မယ်ခိုးပြီးကျန်းနေတာတော့မဟုတ်ဘူးပေါ့နော်ဒါသူကျန်းနေတာကိုလူမမိသေးတာပေါ့နော်အဲ့တော့ဒီအပြောင်းရွှေ့မှာဒါကျွန်တော်သိကြတယ်မယ်ဒီနေ့ဒါကစားသမားတယောက်ကိုခေါ်ယူဖို့အတွက်ဒါတရားဝင် ရသွားခဲ့တာကျွန်တော်ကလပ်ဘောကမတိုင်မှာသူအနေနဲ့ဒါလီယမ်ဒလပ်ကိုတော့တရားဝင်ခေါ်ယူခွင့်ရသွားခဲ့ပေမဲ့သူခေါ်ချင်တဲ့ကစားသမားနှစ်ယောက်ကိုသူတို့ခေါ်ခွင့်မရခဲ့ဘူးနော်တစ်ဖက်သွင်းရတဲ့ကစားအသင်းကဒါကျွန်တော်တိုင်ပတ်တာရေသူတို့အနေနဲ့ဒါဒီကစားသမားကိုမတန်ဘူးလို့ထင်တာတွေရဒါကျွန်တော်လက်ရှိမှာဖြစ်နေတဲ့အကြောင်းအကြောင်းမို့ဒါချက်စီးသင်းနေတဲ့တကယ်တည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်သူတို့အနေနဲ့ဒါကလပ်ဘောကသူတို့နေကစားသမားတစ်သုံးယောက်လောက်ခေါ်သွားမှာဘုန်းဒါပေမဲ့ ထင်တယ်လို့မခေါ်သွားဖြစ်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးကိုချက်စီးသင်းဖြစ်သွားတယ်လို့ပဲဆိုရမှာပေါ့အဲ့လိုပုံစံမျိုးဖြစ်သွားတော့လက်ရှိနေထမှာဒါချက်စီးသင်းကအပြောင်းအရွှေ့မှာရက်တန့်နေတဲ့ပုံစံမျိုးတော့မရှိပေမဲ့ဒါအောင်ရှောက်ဆက်လက်ပြီးတော့ခိုးပြီးတော့လှုပ်ရှားနေတယ်သူများအသင်းလောက်တည်နေတော့အများကြီးထွက်နေတဲ့နေထမှာတော့မရှိဘူးဒါပေမဲ့ထွက်တဲ့တည်နေကလည်း solid ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးရှိအဲ့တော့ချက်စီးသင်းကလက်ရှိမှာတိုက်စစ်မှုနေရာအတွက်ဒါကျွန်တော် Liam Delap ကိုခေါ်ယူခဲ့တာအမှန်ပေမဲ့သူတို့အနေနဲ့ထပ်ပြီးတော့အဆင့်တန်းပုံမြင့်တဲ့တိုက်စစ်မှုတယောက်ကိုခေါ်ယူခြင်းတဲ့နေထမှာရှိတယ်သူတို့နဲ့ center force ပုံစံမျိုးလည်း solid ရမယ် striker ပုံစံမျိုးလည်း solid ့လို့ရမယ်ဆိုတဲ့တိုက်စစ်မှုတရားကိုသူတို့အနေနဲ့ခေါ်ယူစဉ်စဲဖြစ်တယ်အဲ့တော့လက်ရှိမှာဒါ Chelsea အသင်းကတော့ဒါကျွန်တော်ခုလက်ရှိဖတ်မိရတဲ့သတင်းရဆိုရင်တော့ Hugo Ake တိုက်နဲ့တရားဝင်ဆွေးနွေးမှုတွေကိုစတင်ပြီးပြုလုပ်နေစဲဖြစ်တယ်ကစားသမားကလက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းနဲ့လည်းဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေထွက်နေခဲ့ပေမယ့် Chelsea အသင်းကလည်းလက်ရှိမှာ Hugo Ake တိုက်ကိုဒါဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်ပေါ်နေခဲ့တယ်မှန်မှန်ရ Hugo Ake တိုက်ကိုဒါကျွန်တော် Chelsea အသင်းကလွန်ခဲ့တဲ့ဒါကျွန်တော်တို့ club walk ရဲ့ဒါကျွန်တော်ညဘက်ဒါကျွန်တော်တို့ဟို ပြောမယ်ဆိုအေးပေါ့လွန်ခဲ့တဲ့9ရက်လောက်ခရက်ကဒီအပြောင်းရွှေ့မှာချက်စီးသင်္ကတာကျွန်တော်တို့ Hugo Academy ကိုခေါ်ယူဖို့အတွက်စူးစမ်းခဲ့ပေမယ့်နောက်ဆုံးနေ့မှာခေါ်ယူဖို့မမီခဲ့ဘူးဘာလို့လဲတစ်ဖက်အသင်းရဲ့တောင်းဆိုမှုဈေးကလည်းများတဲ့အခြေအနေကိုလက်ရှိဒါကျွန်တော်တို့ဟိုအခြေအနေပေါ့နော်ကျွန်တော်တို့ဒါလက်ရှိအခြေအနေတွေအရဆိုရင်တော့ဒါကျွန်တော်တို့ချက်စီးသင်္ကတာလည်းဒီငွေအများကြီးအပေါင်းပမာဏကိုလည်း1 goal မှာချက်ချင်းဆိုလို့ဒါ အဲမပြီးကျင်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီအပြောင်းအလဲမဖြစ်အဲ့တော့ Hugo Agatay ကိုလက်ရှိမှာ Chelsea တင်းကနံပါတ်1ပြင်မှတ်ပုံစံမျိုးလာမယ့်နေရာဒီတို့သူတို့အနေနဲ့ထားရတယ် Frankfurt ဘက်ကတော့ရှင်းတယ်ဒီအပြောင်းရွှေ့တဲ့သူတို့အနေနဲ့ Euro တန်90ပတ်ချာလဲဝင်ကျင်ကြလို့ကျင်တယ် Chelsea တင်းကဒီကစားသမားကို Euro တန်85တန်ပတ်ချာလဲဝင်ကျင်ကြကောင်းတယ်ရနိုင်မျိုးသူတို့အနေနဲ့ယုံကြည်တယ်အခုလက်ရှိမှာ Chelsea တင်းရဲ့ key to success ကတော့သူတို့အနေနဲ့ဒီအပြောင်းရွှေ့မှာဒါတိတိလောက်ပေါ့နော်ဒါကျွန်တော် Hugo Agatay ကိုပုတ်ကိုရရဲ့သဘောတူညီမှုရဖို့အတွက်အရင်ဆုံးစူးစမ်းမယ်ပြီးရင်တော့သူတို့အနေနဲ့ဒါကျွန်တော်လက်ရှိ အသင်းသားတင်ညာဆွေးနွေးမှာပေါ့အခုလက်ရှိချိန်ကြီး Chelsea ကတော့ဒါ club to club front fan နဲ့တော့ဆွေးနွေးရခြင်းတော့မရှိသေးဘူးသူတို့အနေနဲ့ဒါကစားသမားနဲ့တော့ short ဆွေးနွေးနေပြီးတော့ကစားသမားတော့တရားတော့လက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းရဲ့ Tottenham Hotspur ပဲဘာဘောက်ပါသေးဘာလို့ဆိုတော့မခေါ်ဘူးကိုယ်ကမခေါ်နိုင်ဘူးအဲ့တော့လက်ရှိမှာ Liverpool အသင်းရဲ့ United ရဲ့ဒါကျွန်တော် Chelsea အသင်းရဲ့သုံးသင်းလုံးနဲ့လက်ရှိမှာစကားပြောနေတယ်ဆိုတဲ့သတင်းထွက်လိုက်ခဲ့ဒါပေမဲ့ Chelsea အသင်းနဲ့စကားပြောဆိုလုံခဲ့ double lock ခရေကထွက်နေတဲ့ကြောင့်ဒီသတင်းကတဖြည်းဖြည်းနဲ့ solid ဖြစ်လာပြီလို့ပြောလို့ရတယ်အဲ့တော့ Chelsea အသင်းနဲ့အဓိကကစားသမားကပုံကိုရေးရသဘောတူညီနိုင်ခဲ့မယ်ဆိုတော့အသင်းကတင်ညာစကားပြောမယ်ဒီထားမှာရှိတယ်။ Chelsea အသင်းကလက်ရှိမှာတိုက်စစ်မှု တယောက်တည်းဒါကျွန်တော်တို့လက်ရှိဈေးကြီးကြီးပေးရမတိုက်စင်မှု statement ဆိုင်တဲ့ပုံစံမျိုးကိုထပ်ပြီးတော့လှုပ်ဆောင်မှုတော့လည်းပြင်ဆင်လာခဲ့တယ်ဒါပေမဲ့ Chelsea သိမ်းနေတဲ့အခုလက်ရှိမှာဖတ်မိရတဲ့လောက်ကဒါကျွန်တော်တို့ ဒီတိုက်စစ်မှုကိုမရဘူးဆိုရင်တော့အရန်တိုက်စစ်မှုတယောက်နဲ့ခုလက်ရှိဒါကျွန်တော်ဂျာမနီမှာဒါကျွန်တော်တို့နာမည်နည်းနည်းလေးထွက်နေတဲ့တိုက်စစ်မှုတယောက်ကိုခေါ်ယူခြင်းနဲ့ဆွေးတဲ့ရင်ထွက်လာအဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီကစားသမားကတော့ဒါကျွန်တော်ဖတ်ဖူးသလောက်ပေါ့နော်တိုက်တီကိုတွေပြောပုံရဒီကစားသမားရနယ်ဒိုလိုခန္ဓာကိုယ်လိုမျိုးနဲ့မက်ဆီလိုအရင်းအနှံ့ဆော့တဲ့ကစားသမားဆိုပြီးတော့တင်စားနေကြတယ်ဟုတ်မဟုတ်တော့ကျွန်တော်လက်မသိဘူးကျွန်တော်လက်မကြည့်ဘူးအဲ့တော့ကျွန်တော်လက်မခင်ဗျားလက်မဖော်ဟာဆောင်းမိုက်လို့ follow လည်းမရဘူးဒါကျွန်တော် gain နဲ့မှာတော့မှဒီကောင်တည်တည်ရှိရှာမတွေ့ဘူးတော့ကျွန်တော်ခင်ဗျားတို့ကြာဟာဒီဟုတ်တယ်ဆိုတဲ့ဥစ္စာမျိုးမပြောလို့ရအဲ့တော့လက်ရှိမှာဒီကစားသမားကတော့ stuke လက်ရှိတိုက်စစ်မှုဖြစ်ပြီးတော့ဒါကျွန်တော် who ူတာဒေးလို့ခေါ်တဲ့ဆိုတဲ့ခြာတိတ်တယောက်ဖြစ်ပါတယ်။အသက်အရအပြည့်အခုလက်ရှိမှာ23နှစ်ပဲရှိပြီးဒီကစားသမားလက်ရှိမှာ second striker ဆော်တယ် center forward ဆော်တယ်လူအပ်ရင်လူအပ်သူ AM3 စင်းဆော်လို့ရတယ်မှာပါတယ် striker ပုံစံမျိုးတော့မဟုတ်ပဲ center forward center center forward ပုံစံမျိုးတော့ post ဆန်တယ်လို့ပြောလို့ရမယ်အနေထားတစ်ခုကိုကျွန်တော်တို့အနေနဲ့တွေ့မြင်ရမယ်တဲ့မှာပါပါတယ်။အဲ့တော့ဘယ်လိုပဲပြောပါလက်ရှိမှာဒါကျွန်တော်တို့အမ် ချက်စီးသင်းတဲ့ဒီကစားသမားတို့ရဲ့ပြတ်မှတ်တွေကတခုနဲ့တတ်မှတ်ထားတယ်။အကဲဟူဂိုအကတိုက်နဲ့သာတို့အနေနဲ့အလုံးမဖြစ်ခဲ့ဘူးဆိုရင်တော့ဒီကစားသမားကိုဒါကျတော့လက်ရှိမှာချက်စီးအသင်းအနေနဲ့ခေါ်ယူသွားဖို့အတွက်စတင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေပြီဆိုတဲ့တင်ထွက်လာခဲ့။အဲ့တော့ဒီကစားသမားရဲ့လက်ရှိ market value အရဆိုရင်တော့ကျွန်တော်ယူရိုတန်30ပဲရှိတယ်။စတူဂန်ကခုလက်ရှိမှာစာချုပ်တက်တန်းရနောက်ထပ်3နှစ်ပဲကျန်တယ်။ဒါပြောမှဆိုတော့ဒါမဆိုးဘူးဆိုတဲ့ပုံစံ။အဲ့တော့ကစားသမားကဒါမနစ်ကမှဒါကျွန်တော်အသင်းကို join ထားတာဖြစ်ပြီးတော့ဒါကျွန်တော်မမဲ့ရသူ့အနေနဲ့ဒါဟုတ်တယ်ဝါနာဘရီမင်ကနေခေါ်ယူထားတဲ့အသေးရတယ်မှာပါတယ်။ဝါနာဘရီမင်ကလည်းကစားသမား ော့ဒါကျွန်တော်တို့စတူဂတ်ကအလွတ်ခေါ်ယူခဲ့တာဖြစ်ပြီးတော့ဒါလက်ရှိမှာဒါအသင်းမှာခြေစွမ်းပြနေပြီးတော်တော်လေးကိုအေးပါခဲ့တယ်လို့ပြောလို့ရတယ်အဲ့တော့ကစားသမားအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့28ပွဲကစားခဲ့ပြီး12ဂိုးသွင်းနဲ့2ဂိုးဖန်တီးခဲ့ဒါပေမဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကဒီကစားသမားဒီ28ပွဲမှာဒါကျွန်တော် starting 11အနေနဲ့ဒါပထမပွဲဦးတို့အနေနဲ့90ရာခိုင်နှုန်းပြောချင်တာဒါကျွန်တော်28ပွဲမှာဒါ14ပွဲလောက်ပဲဒါကျွန်တော်မိနစ်90လောက်ကိုသူကစားခဲ့ရတယ်လို့ပြောလို့ရတယ်မှာပေါ့အဲ့တော့ ပြန်စစကြည့်မယ်ဆိုရင်ဒါမစိုးဘူးလို့ပြောလို့ရတယ်လက်ရှိဒါကျွန်တော်တို့ DFB Poker Plus မှာလည်းအရေးပါတဲ့ခန်းကဏ္ဍမှာဒီကစားသမားပါဝင်ခဲ့တယ်ငါးပွဲကစားပြီးငါးကိုသွေးပြီးတကိုးဖန်တီးပြီးခဲ့တယ်အဲဒါကြောင့် DFB Poker Plus ရတဲ့တဲမှာ Wolfstar တဲကအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ် Stuke ရဲ့လက်ရှိကျွန်တော်တို့ဟာ ခိုးနှက်ပြအောင်မှာတော်တော်လေးကိုတိုးတက်လာတဲ့ကစားသမားရဲ့တယောက်ဆိုပြောလို့ရရတယ်အဲ့တော့လက်ရှိမှာ Chelsea တင်းကဒီကစားသမားကိုစိတ်ဝင်စားတယ်လက်ရှိမှာသူတို့အနေနဲ့ခေါ်ယူခြင်းနဲ့ဒါပေမဲ့သူတို့ရဲ့နံပါတ်၁ပြမှတ်ကတော့လက်ရှိမှာတည်ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ Hugo Akatai ဖြစ်စေဖြစ်တော့ Hooter တဲကတော့လက်ရှိမှာဈေးသသားမယ်ဒါခုနကကျန်တဲ့ကစားသမားတွေနည်းနည်းလေးကိုဈေးချိုမယ်ဒါပေမဲ့နည်းနည်းတော့ယင်းရမယ် striker risk ယူရမယ် striker ရဲ့တယောက်လို့ပြောလို့ရမယ်တော့မှာပါအဲ့တော့ Chelsea တင်းနဲ့ဒါကလက်ရှိတိုက်စစ်မှုပြဿနာကိုသူတို့ဖြေရှင်းနေတာဖြစ်တယ်ဒါပေမဲ့ Chelsea တင်းနဲ့အခုလက်ရှိမှာဒါ club world cup ကန်နေတော့ညာလေသူတို့အနေနဲ့အပြောင်းရွှေ့ရသည်ဒါမနှက်ပြန်ပြန်ဖွင့်ပြီးဆိုရင်တော့သူတို့အနေနဲ့တရားဝင်ခေါ်ယူသွားမယ်ကစားသမားကတော့ ဒါကျွန်တော်တို့ Jimmy Gaddins ဖြစ်ပါတယ် Jimmy Gaddins နဲ့ဒါကျွန်တော်နောက်ဆုံးအချိန်ထိတို့နေစူးစမ်းခဲ့တယ်ဒါ Chelsea နဲ့ဒုတိယကမ်းလှမ်းမှု Borussia Dortmund လိုချင်ခဲ့တယ် Euro 50ကိုလည်းပေးချေခဲ့တယ်ဒီထားမှာရှိတယ်ဒါပေမဲ့ Borussia Dortmund နဲ့နောက်ဆုံးစက္ကန့်မှာဒါကျွန်တော်တို့နေပို့လိုချင်ပြီးဒီကစားသမားသား Club World Cup မှာဆော့မယ်ဆိုရင်တော့တို့နေ Euro 65သန်းထိပို့တောင်းခဲ့တဲ့ကြောင့် Chelsea နဲ့ဒီအပြောင်းအရွှေ့ကမဖြစ်ခဲ့ဘူးတို့နေတတိယကမ်းလှမ်းမှုကိုလှုပ်ဖို့အတွက်စဉ်းစားခဲ့မယ်တို့နေမမီခဲ့တဲ့အတွက်ကြောင့်တို့နေမလုပ်ဘူးအဲ့တော့ပြောချင်တာကဗျ Borussia Dortmund ကနောက်ဆုံးတက်မှာ Chelsea ကလူလိုတယ်ဆိုတဲ့အကွက်ကိုဈေးကင်သွားတဲ့ကြောင့်တော့ပြောမယ်ဆိုရင်လက်ရှိမှာ ခုနာမည်ကြီးတဲ့နာမည်တစ်ခုပြောကလပ်ဘောကတ်တက်စ်ပေါ့နော်ကလပ်ဘောကတ်ဆော့ရတဲ့အခွန်ကိုချက်စီသိန်းကမပေးချင်ဘူးကလပ်မိုင်ညံတော့ရတဲ့အချိန်မှာမိုင်ညံတော့ရတဲ့ကျွန်တော် AC Milan က၄တန်းကိုတင်းခံတဲ့အကြောင်းချက်စီသိန်းနဲ့မိုင်ညံကိုမခေါ်ဖြစ်ခဲ့ဘူးဒါပေမဲ့အမှန်တမ်းပြောမယ်ဆိုရင်မိုင်ညံနဲ့မတူတာ Jimmy Gidin တို့ရဲ့အပြောင်းရွှေ့တုန်းကတော့ဒါမမေ့ရဒီကစားသမားကိုချက်စီအသင်းကဒါဒုတိယမြောက်ကမ်းလှမ်းမှုမှာဒါ Borussia Dortmund လိုချင်တဲ့ဈေး90ပေးတာဖြစ်တယ် ကျွန်တော်သိတော့ bonus ဘာညာတော့မပေါင်းတော့90ကိုတပြည့်တည်းပေးထားတာဒါပေမဲ့ခုနပြောလို့တစ်ဖက်ကအဲ့လိုမျိုးပေးနိုင်တယ်ဆိုတော့တည်တဲ့အချိန်မှာ okay အကောင့်90တောင်ပေးနိုင်65တန်း2 down ဆိုတဲ့ပုံစံမျိုးပဲအဲ့တော့ Jimmy Gittens နဲ့ဒါကျွန်တော်တို့ Chelsea နဲ့ကဆက်သွယ်တန်း ကျောတော့အဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရထားပြီးပြတဲ့ခုနှစ်နှစ်တောင်ချုပ်မယ်လို့သိရတယ်မှာပါတယ်အဲ့တော့ကစားသမားနဲ့ချက်စီနဲ့ကထပ်ပြီးဆွေးနွေးစရာမလိုဘူးဒါထပ်ပြီးဆွေးနွေးမယ်ဆိုအသင်းနဲ့တင်းကြချက်စီအသင်းကဆက်ပြီးဆွေးနွေးစရာလိုတယ်ချက်စီအသင်းနဲ့အခုလက်ရှိမှာဒီကစားသမားကိုကျွန်တော်တိတလောက်ကတော့ယူရိုတန်း60ထက်တော့ပူသုံးမှုလုံးဝအစီအစဉ်မရှိဘူးဒါတတိယမြောက်ကန်လန်းမှုလုံးမယ်ဆိုရင်တော့မှချက်စီအသင်းနဲ့ယူရိုတန်း60ပတ်ချလဲဝင်ကြပါပဲကန်လန်းမှာဖြစ်ပြီးအဲ့ထပ်ပို့ပြီးအကေဘူရီရှာဒေါ်မွန်နေနဲ့တောင်းမယ်ဆိုရင်တော့ချက်စီအသင်းကဒီအပြောင်းရွှေ့ကနေလက်ထွက်သွားဖို့အတွက်ပြင်ဆင်လာမယ်လို့သိရတယ်မှာပါအဲ့တော့ချက်စီအသင်းနဲ့အခုလက်ရှိမှာသူတို့တို့ကလည်းဒါနောက်ထပ်တာဂက်တစ်ခု ိုသူတို့ပြစ်ထားပြီးသားဖြစ်တယ်။အရင်ဒါမနစ်ကဆောင်းရတီကလေးကဒီကစားသမားကိုတရားဝင်စကားပြောထားပြီးဖြစ်တဲ့ကြောင့် Chelsea တိတော့ဒီကစားသမားကိုလိုက်ဖို့အတွက်လည်းစဉ်းစားပြီးဖြစ်တယ်။အကစားသမားလက်ရှိ Manchester United လက်ဝင်ကစားသမားဖြစ်တဲ့ Alejandro Garnacho ဖြစ်တယ်။ Alejandro Garnacho ကိုတော့လက်ရှိမှာဒါ Chelsea အသင်းအနေနဲ့ဒါကျွန်တော်တို့အကယ်၍ Jimmy Gittin ရဲ့အပြောင်းအရွှေ့သာအဆင်မပြေခဲ့ဘူးဆိုရင် Alejandro Garnacho ဘက်ကိုချက်ချင်းဆိုသူပြောင်းရွှေ့ပြီးတော့ခေါ်ယူသွားဖို့အတွက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ထပ်မိရတဲ့မှာပါတယ်ပေါ့။အဲ့တော့မြို့ပင်စူစီကမူဒီအပြောင်းအရွှေ့မှာဒါ Chelsea အသင်းနဲ့ Body Blue ဆက်လုပ်သွားမှာတော်တော်လေးကိုစိတ်ဝင်စားဖို့အဲ့တော့ ဂျမီဂီဒင်းစ်ကိုပဲခေါ်ယူသွားနိုင်မှာဒါပေမဲ့အလာဟန်ဒူကာနာချိုဘက်ကိုပဲလှည့်သွားနိုင်မှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားဖြစ်တာအဲ့တော့ချက်စီတင်ကလက်ရှိမှာဒါကန်ဆယ်ပိုင်းအတွက်လဲဒါဖက်မီယာလောက်ကတော့သူတို့အနေနဲ့ကစားသမားနှစ်ယောက်ကိုတာဂက်ထားနေစေဖြစ်တယ်ဒါပထမဆုံးဖက်မီတဲ့ကစားသမားကတော့ဒီယိုမန်ဒီပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့စပေါ့တင်ရဲ့ကန်ဆယ်ကစားသမားဖြစ်ပြီးတော့ဈေးသမှတ်ထားတာယူရို55တန်းဖြစ်တယ်လို့သိရတယ်မဟုတ်ပါကစားသမားကလက်ရှိမှာစာချုပ်တက်တန်းက2029ခုနှစ်ထိကျန်သေးတယ်ကြောင့်မလား နှစ်နှစ်ကြံသေးတယ်ပေါ့နော် Sporting ကလက်ရှိမှာဒီကစားသမားအတွက် Euro တန်း60.65တန်းလို့ရှိတယ် market ဈေးအရဆိုတော့45တန်းပေါက်တယ်ပေါ့နော်နောက်တစ်ကစားသမားက Chelsea အသင်းကတချင်က Academy ကထွက်ခဲ့မှုတဲ့ Guy ပေါ့နော် Guy ကို Chelsea အသင်းနဲ့သူတို့အသင်းကိုပြန်ခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ် Chelsea အသင်းကခုလက်ရှိမှာ Mark Guy အတွက် Charlotte ကိုအလိုက်ပေးပြီးလဲသွားနိုင်တယ်ဆိုတဲ့ Kola Hala ကြီးလည်းထွက်နေတာအများကြီးအများကြီးတွေ့ရမယ်ဒီမှာပါတယ် Chelsea အသင်းရဲ့လက်ရှိမှာကျွန်တော် Tyson Kansas တွေမဟုတ်ဘဲနဲ့ Tyson ဒါကျွန်တော်တခြားနေရာတွေမဟုတ်ဘဲနဲ့ Kansas ဘက်မှာပါလို့ရှုံနေဒါပေမဲ့ Chelsea အသင်းရဲ့လက်ရှိမှာ Guy ကိုဒုတိယနေရာပို့ပြီးတော့ Dio Mandy ကိုတော့အလိုရှိနေဆိုတဲ့ပုံစံ ဖြစ်သွားတယ်ဒီယိုမန်ဒီအနေနဲ့ခုလက်ရှိမှာ LCB လက်ဆုပ်လို့ရတယ် RCB လက်ဆုပ်လို့ရနှစ်နေရာဆုပ်လို့ရတဲ့ Chelsea အသင်းတို့တော်တော်လေးကိုအဆင်ပြေတဲ့ကစားသမားတစ်ယောက်လို့ဆိုလို့ရပါပါတလောက်ပါပဲဘလုံးခွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB42 မှာကြည့်ရင်လို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်အများကြီးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB42 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြုကျွန်တော်အားပေးလို့ရပါရမြန်မြန်လေးလည်း clip ဖို့မမေ့ကြပါနဲ့မြန်မြန် clip မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးကြိုတူမှာကောင်းမွန်တော်နေ့ဖြစ်ပါစုမုံကောင် တောင်းပြီးနေပဲကျွန်တော်တော့မပြောပါဘူး။ဒီပါပါဗျ။